ားလုံးပဲမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အောင်းနဲ့မင်္ဂလာပါဒါကျွန်တော်တို့အခုအပြောင်းရွှေ့ဈေးကွက်မှာတိုက်စစ်မှုအတွက်အသေးအံလှုပ်ရှားတဲ့အထက်မှာ Manchester United ပါပါတယ် Man United ကအခု Bruno Fernandes တာထွက်သွားရင်အစားထိုးမဲ့သူအပါဝင်အခြား possible ဖြစ်နိုင်ခြေရှိတာတွေကိုသူတို့တောက်လျှောက်လိုက်နေတယ်ဆိုတော့အသင်းကအခု Shake Jensen ပြောင်းဝယ်မဲ့ဘာညာနဲ့ Kolarhala တွေတောက်လျှောက်တက်နေတဲ့အချိန်မှာ club ဘက်ကတော့သူတို့လှုပ်ရှားရှိတာတွေကိုဇက်တိုက်လုပ်နေတယ် Manchester United ကအခုလက်ရှိမှာ Matthias Cunha ကိုခေါ်ပြီးပြီ Brian Abumo ကလည်း United ကိုပြောင်းချင်တယ်ဆိုတဲ့သတင်းတွေတောက်လျှောက်တက်နေတယ်။ David Ornstein မှာအတည်ပြုထားတယ် Brian Abumo ကိုလိုက်တဲ့အသင်းက၅သင်းလောက်ရှိတယ်။ Newcastle ရဲ့ Arsenal ရဲ့ Spurs ရဲ့ Chelsea ရဲ့ Liverpool ရဲ့ Man United ရဲ့ဒါ Chelsea ကခုနောက်ပိုင်းမှာတိတ်ဆိတ်ဝင်စားမှုနည်းသွားပြီမဲ့ဒါဒီ၄သင်း၅သင်းလောက်ရှိတဲ့ထဲမှာ Brian Abumo က Manchester United ကိုပြောင်းချင်တယ်။သူအထူးသဖြင့် Ruben Amorim လက်အောက် နံပါတ်30ရူ2ရောက်မှာသူကစားကျင်တယ်ကုညာကတေချာပေါက်30ရူမှာကစားမှာဆိုတော့ကုညာနဲ့သူနဲ့တွဲကစားမယ်လိုအပ်ရင် striker position ရော winger position ရောသူ့အတွက်ကကစားခွင့်ရတယ်ပဲတချို့သူကအမ်ဘူမိုသဘောကျတယ်အမ်ဘူမိုက United ကိုပြောင်းကျင်တဲ့ချိန်မှာ Man United က central striker ပေါ့ main striker အတွက်အခု white line ကိုသူတို့ရောင်းဖို့လုပ်တယ်ဂျက်စီကလည်း30ရူအတွက်ပဲအဝင်တဲ့ချိန်မှာ Manchester United အခု target ထားနေတဲ့သူတွေထဲမှာအခု striker option လေးချင်းမှာ ဒီ Paris Saint-Germain ရဲ့တိုက်စစ်မှုခွန်ချလို Ramos ဒီတိုက်စစ်မှုက Liverpool ကလည်းသဘောကျတယ် Man United ကလည်းလိုချင်တယ်ပြောင်းရွှေ့ခြင်းကတန်း90ပဲရှိတယ်အဲ့ဒီချိန်ထဲမှာပဲ Manchester United ကဒါဒီအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရနိုင်တဲ့ဒါ Canadian တိုက်စစ်မှု Jonathan Davis ဒီစားမကအသက်26နှစ်ရှိပြီပြင်သစ်ကလပ် Lyon မှာကစားနေပြီးတော့ Napoli ကိုပြောင်းသွားနိုင်ခြင်းရှိတယ်ဒါပေမဲ့ United ကအလွတ်ပြောင်းရွှေ့ခြင်းဆိုတဲ့အတွက် သူတို့လိုချင်တဲ့ center forward တိုက်စစ်မှုတွေမှာသူတို့ထည့်ထားတယ်။နောက်တစ်ယောက်ကတော့ကိုလိုမဝါနီပါ။ဒါ random ကိုလိုမဝါနီက PSG ရဲ့တိုက်စစ်မှုပဲဖြစ်တယ်။သူကတော့ center forward စစ်စစ်မဟုတ်ပေမဲ့လေသူကတိုက်စစ်ရဲ့ option နေရာတိုင်းကိုခစားနိုင်သူဖြစ်ပြီးတော့ကိုလိုမဝါနီကို Paris Saint Germain ကတန်း60လောက်သတ်မှတ်ထားတယ်။သူကအခု Juventus မှာအငှားတော်ကစားနေသူဖြစ်ပြီးတော့လက်ရှိအချိန်ကကွန်ချယ်လို Ramos လိုပဲ PSG ကထွက်သွားနိုင်ခြင်းရှိတယ်။ နောက်တစ်ယောက်ကတော့အခုလက်ရှိမှာ Victor Osimhen ဒါကတော့ white line ရဲ့အပြောင်းအရွှေ့ပေါ်မူတည်ပြီးဖြစ်လာနိုင်ခြင်းရှိတယ်လို့ British media တွေရောအီတလီ media တွေမှာသုံးသပ်ထားတယ်။ Osimhen က Man United ကာလရှိချာ target Chelsea ရဲ့ကာလရှိချာ target ဒါပေမဲ့ပြဿနာကကစားမရဲ့ wages နဲ့တောင်းဆိုမှုတွေကြောင့် United ရော Chelsea ရောနည်းနည်းလေးတွန်းဆုတ်တွန်းဆုတ်ဖြစ်နေတယ်။ Victor Osimhen ဟာလက်ရှိ world class striker ဖြစ်တဲ့ injury record ကြောင့် play တချို့အသင်းတွေကသူ့ကိုနည်းနည်းတွေးဝင်နေကြတဲ့အချိန်မှာ Victor Osimhen ကိုဒီ Italy ကလာတဲ့ Repoya ဆိုရင် Antonio Conte က white line ကိုယူမယ် United တာတန်း40လောက်ပေးခြင်း Osimhen ကိုထွက်ခွာခွင့်ပေးနိုင်တယ်ဆိုတဲ့တစ်ချက် နောက်ဆုံးတစ်ယောက်က United ကဒါပြင်သစ်တိုက်စီမှု Jan Philip Mateta အသက်29နှစ်အရွယ်ရှိတဲ့ Crystal Palace ရဲ့ပြင်သစ်တိုက်စစ်မှုဖြစ်တဲ့ဒီတိုက်စစ်မှုကတော့သူတကယ်ကိုသဘောကျသူဖြစ်တဲ့ Center Forward ဆစ်ဆစ်ကစားနိုင်သူဖြစ်ပြီးတော့သူတို့ရဲ့တိုက်စစ်ပိုင်းမှာတော်တော်ကိုသဘောကျတယ်။ဆိုတော့ United ကအခုလောလောဆယ်မှာ ဒါဘယ်လိုပြောမလဲဂျွန်ဖီလစ်မာတတာဆိုတဲ့အနည်းဆုံးတော့90လောက်တော့အသာလေးပေးရနိုင်တယ်။နောက်ဆုံးတစ်ယောက်ကတော့အလက်ဆန်ဒါမီထူဗစ်ဆိုဒီကလပ်အဟလာအသင်းမှာကစားနေတယ်။တန်း40လောက်နဲ့မီထူဗစ်ကိုရနိုင်မဲ့အခွင့်အရေးရှိတယ်။ဒါပေမဲ့မီထူဗစ်ကိုရဖို့ကတော့ခက်တော့ခက်တယ်။ဆိုဒီအာရေဗီယာကလပ်အဟီလာအသင်းကနေတော့ထွက်ပြီးတော့ယူနိုက်တက်ကိုပြန်လာဖို့ခက်ပေမဲ့သူကလည်းတန်း40 option တစ်ခုရှိတယ်။ဆိုတော့အခုကအော်ရှီမန်ရဲ့ဂျိုနာသန်ဒေးဗစ်ရဲ့ကိုလိုမွားနီရဲ့ဂျွန်ဖီလစ်မာတတာရဲ့ နောက်တစ်ပတ်က Mitrovic အပါဝင်နောက် Gonçalo Ramos ဒါက United အခု target ထားတဲ့တိုက်စစ်မှုတွေပဲဒါတွေကသူတို့အခုလောလောဆယ်မှာသူတို့ list ကိုသူတို့ချပြီးသွားပြီအဲ့မှာ Brian Ambumo ကတိုက်စစ်မှုတွေထားမယ်ဆိုရင်တော့တိုက်မှုခေါ်ချင်မှခေါ်မှာမဟုတ်ဘူးနံပါတ်10ရူပတ်ဆိုရင်တော့နံပါတ်10ရူပတ်ဖြစ်မယ် Brian Ambumo ကအခု50တက်မှတ်ထားတယ်တခြားအသင်းတွေအားလုံးကိုကြိုပြီးသူက United မှာ United ဆိုပြီးဆိုထားတယ်ဆိုတော့ဒါကအခုဒါနီးပြ Rupe Amaron ရဲ့တိုက်စစ်အခင်းချင်းဖြစ်တယ်ဒါပေမဲ့ United ဟာဒီရက်ပိုင်းမှာ အယောင်တွေကိုဦးစားပေးလုပ်ပြီးသားနဲ့အထောင်တိုက်စစ်မှုသူတို့အဲ့ဒီမှာခွိုင်လန်းကိုလည်းရောင်းထုတ်ဖို့ရှိပြီးတော့ဒီတိုက်စစ်မှုတွေကတယောက်ကတော့ယူနိုက်တက်ကစပြီးရွေးချယ်နေပြီဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်